လမ်းမစ်ပြေကျမကဒေါက်တာအနုရာဒာပန်နာဖြစ်ပြီးအဖို့ကဆေးရုံကြီးဂျူပါဟီလ်စ်မှာလက်ပရိုစကူပြည့်နေရိုဘိုတခွဲစိတ်ဆရာဝန်ပါယနေ့မှာတာအိမ်ကိုထိမ့်သိမ်းထားနိုင်တဲ့ခွဲစိတ်မှုများအကြောင်းဆွေးနွေးပြပါမယ်။တာအိမ်ကိုထိမ့်သိမ်းထားနိုင်တဲ့ခွဲစိတ်မှုဆိုတာပါလေ။တာအိမ်ကိုမဖြုတ်ဘဲခွဲစိတ်ကုသပေးတဲ့ခွဲစိတ်မှုပါ။တာအိမ်ကိုမဖြုတ်ဘဲနဲ့လေယောဂအချို့ကိုကုသနိုင်ပါလေ။ဒါကိုတာအိမ်ကိုထိမ့်သိမ်းထားနိုင်တဲ့ခွဲစိတ်မှုလို့ခေါ်ပါရယ်။ ယခုအခါမှာတားအိမ်ကိုအကြီးအကျယ်မလိုအပ်ပဲဖြုတ်ထုတ်ခြင်းဒါမှမဟုတ် hysterectomy လုပ်ခြင်းကတော့မဖြစ်သင့်တော့ပါဘူး။တားအိမ်ကိုထိမ့်သိမ်းထားနိုင်တဲ့နီလမ်းမျိုးမျိုးရှိပါတယ်။တက်အိမ်ကိုထိမ့်သိမ်းထားနိုင်ရင် pelvic အထောက်ကန်လည်းတည်ရှိနေသလိုဗိုက်ဥလည်းထိမ့်သိမ်းနိုင်ပါတယ်။ hysterectomy လုပ်လိုက်ရင်မိမသက်တမ်းကုန်ခြင်း menopause ဥလည်းအချိန်မတိုင်မီဖြစ်နိုင်ပါတယ်။ hysterectomy လုပ်လိုက်ရင်မိမသက်တမ်းကုန်ခြင်းကပြင်းပြအဖြစ်၅နှစ်လောက်အရင်ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့တောက်အိမ်ကိုဖြုတ်ထုတ်တဲ့အခါမှာတွေးလန့်ကြောင်းတစ်ဖက်ကလည်းထက်တောက်ရပါတယ်။အခုတော့တွေးထွက်ပုံမမှန်တဲ့အခြေအနေတချို့ကိုဆွေးနွေးကြပါစို့။မင်းကလေးတွေမှာပိုလီတက်စတာမမဟုတ်ဖေဘရူကြောင်းတွေးထွက်ပုံမမှန်တာတွေဖြစ်နိုင်ပါတယ်။ဖေဘရူကတောက်အိမ်တွင်းပိုင်းကိုထွက်နေတဲ့ဆိုရင်တော့ hysteroscopy လုပ်နိုင်ပါတယ်။ hysteroscopy ဆိုတာကတော့တယ်လီစကုပ်လေးကိုတောက်အိမ်တွင်းထည့်ကြည့်တာပါ။ပိုလီပါဒါမမဟုတ်ဖေဘရူရှိမရှိကြည့်နိုင်ပါတဲ့အခုခေတ်သစ်နည်းပညာတွေနဲ့တော့ပိုလီပိုကိုဖြုတ်ထုတ်နိုင်ပါပြီ။ ရိယာတွေနဲ့ရက်စစ်ဆွဲအင်တုံးဆက်ကရိယာတွေနဲ့ poly power ကိုဖြတ်နိုင်တယ်လို့ February ကိုလည်းဖြုတ်ထုတ်နိုင်ပါတယ်ဒါဆိုရင်တင့်အခြေအနေကပိုကောင်းလာပါလိမ့်မယ်အထဲမှာဘာမှမရှိဘူးဟော်မုန်းကိတ္တနာတာဖြစ်နေရင်တော့ one gel labano distrol and trotwin device ကိုထည့်ပေးနိုင်ပါတယ်ဒါကဟော်မုန်းကို၅နှစ်ကြာဖြည့်လျှော့ပေးနေပါတယ်အဲ့ဒီလိုတအိမ်ထဲမှာထည့်ထားရင်မိမလစဉ်တွေးစင်တာမဖြစ်နိုင်တော့ပါဘူးမရနာဒါမှမဟုတ်လင်ယာဒူကလည်း adenomyosis အတွက်သုံးဝင်နိုင်ပါတယ် ကတနမီဆူဆာမကြည့်သေးဘူးစတင်နေသေးတယ်ဒါမှမဟုတ်အရန်နောက်ဆက်မဖြစ်သေးဘူးဆိုရင်မကြာခဏလို့တစ်ခုတင်ပေးတာနဲ့သွေးစင်တာယော့သွားနိုင်တယ်လို့နာကျင်မှုလည်းယော့သွားနိုင်ပါတယ်အတနမီဆူကိုပါဒီနီးနဲ့ကုတနိုင်ပါတယ်နောက်တစ်ခုကတော့ fibrite အကြောင်းပါ fibrite ရှိနေတဲ့အခါမှာ main ကလေးတယောက်ဟာသူ့ရဲ့သအိမ်ကိုထိမ့်သိမ်းထားကျင်နိုင်ပါတယ်ဒါကြောင့်မြင့်မက်တမီလို့ခေါ်တဲ့ခွဲစိတ်မှုတစ်ခုကိုလောက်ပါတယ်ဒီခွဲစိတ်မှုကို laparoscopic kidney robot တနည်းသို့မဟုတ် hysteroscopic kidney ဒါမှမဟုတ်ပွင့်လင်းခွဲစိတ်နည်းနဲ့လုပ်နိုင်ပါတယ်။ဒယ်နည်းနဲ့လုပ်မလဲဆိုတာတအိမ်ရွယ်စားဖို့မူတည်ပြီးဆရာဝန်ကဆုံးဖြတ်ပေးပါလိမ့်မယ်။တအိမ်ကိုထိမ့်သိမ်းထားနိုင်ပြီး fibroid ကိုသာဖယ်ရှားနိုင်ပါတယ်။ဒါအပြင်တမန်အတိုင်းပဲတအိမ်ကျုံချင်း prolapse ဖြစ်လာတဲ့အခါမှာလည်းတအိမ်ကိုပြန်တင်ပြီးတွေ့ကြနိုင်ပါတယ်။ ကျွန်တော်တို့ hysteroscopy လုပ်နိုင်တယ်လို့ laparoscopy နီးနဲ့လည်းလုပ်နိုင်ပါတယ်အတွင်းပိုင်း vaginal နီးနဲ့လည်းလုပ်နိုင်တယ်ဒါမှမဟုတ် robot တနည်းနဲ့လည်းလုပ်နိုင်ပါတယ်ဒါဟာပို့ပြီးအနာဂတ်အတွက်ပြင်းထန်တဲ့ခွဲစိတ်မှုတစ်ခုဖြစ်ပေမဲ့လုပ်နိုင်ပါတယ်တားအိမ်နဲ့ထားနိုင်ပါတယ်ဒါကြောင့်အားလုံးနားလည်သင့်ပါတယ် endometriosis နဲ့အတူတောက်အိအူအိအူရှိန် ovarian size ထလာတဲ့အခါမှာလေ laparoscopy ဒါမှမဟုတ် robot တနည်းနဲ့စီမံခန့်ခွဲနိုင်ပါတယ်ထို့နောက်တိုက်အိမ်ကိုလည်းဆေးဝါးတချို့သူမဟုတ်ဝတ်တက်ခြင်းနဲ့ထိမ့်သိမ်းထားနိုင်ပါတယ် ဒါကြောင့်နားလည်ဖို့လိုပါတယ်လူတွေလာမေးကြတယ်တိုက်အင်ကိုဖယ်ချင်တယ်လို့မိသားစုကြီးစုံသွားပြီဆိုတာနဲ့အင်အားအင်ကာကိုဖယ်ရှားရမယ်ဆိုတာမဟုတ်ပါဘူးဒါကြောင့်တိုက်အင်ကိုထိမ့်သိမ့်ထားခြင်းကအကျိုးကျေးဇူးများစွာရှိပါတယ်တင့်ရဲ့ဒိန်းဆက်ဆန်ရေးလှုပ်ဆောင်နိုင်စွမ်းကနေစတင်ပြီးတောက်ဥအိမ်အလုံးလုံးနိုင်စွမ်းနောက်ပြီးပေဗစ်အတွင်အင်အားအင်ကာတီမီယာအထိ အလုံးအတွက်အကျိုးရှိပါတယ်အရာအလုံးကိုထိမ့်သိမ့်ထားနိုင်ပါတယ်ဒါကြောင့်တကယ်လိုအပ်တဲ့အခါမှာသာတအိမ်ကိုဖယ်ရှားတင်တယ်လို့ကျွန်တော်ကျမခန်းစားပါရတယ်။ ဒါအင်ကိုထိမ့်သိမ့်နိုင်တဲ့ခွဲစိတ်မှုများရှိမရှိဒေါက်တာနဲ့အမြဲတမ်းဆွေးနွေးနိုင်ပါတယ်သူတို့ဘက်ကလှုပ်ဆောင်ပေးနိုင်တဲ့ခွဲစိတ်မှုတွေပါကျေးဇူးတင်ပါတယ်